အားလုံးပဲမင်္ဂလာပါညကောင်းဆက်သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုင်ပြတော့ live ပေါ်မှာပြနေတယ်ဘုံမူတယောက်နဲ့ပြူတုစစ်တဒနာတက်နေတာနဲ့ပတ်သက်ပြီးတော်မူမူခိုင်တုံးသက်ပြလာတဲ့ရုပ်သံမျိုးဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာတော်မူခိုင်ကအဲ့ဒီဘုံမူတယောက်နဲ့ပြူတုစစ်တဒနာတက်တဲ့အပေါ်ဘယ်လိုတွေတုံးသက်ပြောဆိုထားသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ တော်မူခိုင်ဖြစ်ပါတယ်ဒီနေ့2025ခုနှစ်မေလ22ရက်နေ့ပေါ့နော်မင်္ဂလာရှိတဲ့နေ့ရက်ကလေးတွေပေါ့ကျွန်မအခုဒီ like လေးကိုကြောကျင်တာကအခု line ပေါ်မှာပေါ့နော်တော်တော်ကြီးကြရထနေတဲ့မိထီလာတိုးကိတ်ကကိုဇော်ယူထွန်းနော်ကျွန်မတို့တော်ငယ်ပါတယ်ဒီပြည်သူဆက်ခေါင်းဆောင်ကိစ္စနဲ့ပတ်သက်ပြီးတော့အခုနိုင်ငံတော်ကနေပြီးတော့905နဲ့ဆွဲထားတယ်ဒီကိစ္စမဆွဲခင် 嗯，说跟伽拉嘛，现在设备嘛个，你多多给嘛，单位正你热情嘛，喏，你多给嘛，单位正你热情嘛，父母都要你给他拿得了，喏，哎，这家里礼物，怎么不别么？第一个找有场所的，别都是拍歪撇撇。 ဘယ်လုံခြုံရေးတာဝန်ကြရဲပဲဖြစ်ဖြစ်တမတော်သားတွေပဲဖြစ်ဖြစ်ဟဲ့လားသူတို့တာဝန်ကိုသူတို့ကျေပွန်စွာထမ်းဆောင်နေတာသူတို့တာဝန်ကိုသူတို့ကျေပွန်စွာထမ်းဆောင်နေတာအထက်အမိန်ကသူတို့ကိုပေးထားတယ်ဒီဘော်မှာကားတွေမှာမှန်ဒီအခုသူတို့ဂိတ်ကိုဖြတ်မယ်ဆိုရင်ဒီတိုးဂိတ်တွေကိုဖြတ်မယ်ဆိုရင်မှန်ချပြီးမောင်းလာတဲ့မြေတိကားကိုမစို့စစ်ပိုင်မှာသူတို့မှာအပြည့်ရှိပြီးသားဒါမှမဟုတ်ရင်နိုင်ငံတော်ကိုလူကြီးတွေကားလာရင်နှင်းနဲ့သွားကြိုတင်အကြောင်းချထားဂိတ်ကိုနော်ကြိုတင်တဲ့ဂိတ်ကိုအကြောင်းပြထားဒါမှမဟုတ်ရင်နှင်းနေနဲ့သွားရင်နှင်းနေနဲ့သွားရင်နိုင်ငံတော်အဆင့်ဆိုရင်ဘူးမှတမတာဘူးအကုန်လုံးလမ်းကြောင်းတွေဖွင့်မှာပြီးသားဒါမှမဟုတ်ဘဲနဲ့တာမန်အိမ်စီးကားတွေနဲ့ပုံစံမျိုးသွားတာကအထက်မှာမြေ းသူမြည်ပါဘာမှမသိဘူးယာတို့ဘသူဘာလဲမသိဘူးသူတို့ရဲ့တာဝန်အရာလုံခြုံရေးတာဝန်အရာပြည်သူစစ်ဘက်ဖြစ်ဖြစ်တမတော်သားပဲဖြစ်ဖြစ်ရဲပဲဖြစ်ဖြစ်တာဝန်ထမ်းဆောင်နေတဲ့တရားဝင်တာဝန်ထမ်းဆောင်နေတဲ့သူတွေသူတို့တာဝန်ကိုသူတို့ရဲ့အထက်အမိန်တိုင်းတာဝန်ကြေပွန်သွားထမ်းဆောင်နေတာ နော်အဲ့ဒါကိုဘုံမူကနော်ကျွန်မနာမည်တွေတက်မပြောတော့ပါဘူးအဲ့ဒီဘုံမူဆိုသူကအဲ့ဒီကိတ်ကနေဖြတ်တဲ့အခါမှာတားလို့ဆိုပြီးတော့အခု live တွေတက်လာတယ်နော်ဒီ video ဟိုင်းတွေတက်လာတယ်ဟုတ်လားသူယာရုဘုံမူဘသူဘာညာပါဆိုပြီးတော့ဒီလက်နက်ကိုပြပြီးတော့ဒီအခုတားခဲ့တဲ့ပြည်သူစစ်ကောင်းဆောင်နော်ကိုစော်ယူထုံးကိုချင်းချောက်ပြောဆိုတယ်ဒါတွေကယာရုအာနာကိုအလွဲသုံးစားလုပ်ပြီးတော့ဒါမျိုးတွေမပြောသင့်ဘူးဒါကိုအခုဒီလိုပြောကြားမှုတွေအပေါ်ကိုတက်ဆိုင်ရကထိထိရောက်ရောက်ရေးယူသင့်တယ်ဟုတ်လားအမှန်ဆိုရင် သူ့မြည်သူမြည်ဝအထက်မှာဘိုလ်မှုပဲဖြစ်ဖြစ်ဘိုလ်ချုပ်ပဲဖြစ်ဖြစ်နိုင်ငံတော်ဟိုတမန်တော်ပဲဖြစ်ဖြစ်မြည်သူမြည်ဝဆိုတာမသိဘူးလေတာမန်အင်စိကားနဲ့လာတာမှန်ချခိုင်းရင်သူ့ရဲ့စစေးသူ့ရဲ့ဥပဒေအတိုင်းဒီမှာသူ့အမိန့်ချလာတဲ့အတိုင်းဟုတ်လားအထက်ကအမိန့်ပေးထားတဲ့အတိုင်းအင်စိကားလေးပဲဖြစ်ဖြစ်မှန်ချလာတဲ့ကားကိုတားပြီးစစ်တာတားပြီးစစ်ပြီးမှန်လေးဖွင့်ပေးလိုက်ညီလေးအကိုဘသူဘသူဟာလာယာလူဘသူအချိုးချောင်းပြောပြလိုက်ကွာဒါကိုမကြေမနက်ဖဲနဲ့မင်းဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အဲ့လိုမျိုးလောက်ကအောင်ယာလူအာနာတွေကိုအလွဲသုံးစားမလုပ်လို့မရဘူးအဲ့လိုမျိုးတွေလုပ်လို့ ဲ့ဒီလိုမျိုးပဲငါပါလဲညာငါပါလဲငါပါကောင်းကြီးမဖြစ်တဲ့ဆိုတဲ့လူတွေကပဲယနေ့တက်မတော်ကြီးကိုဒီယူနီဖောင်းတွေဝတ်ထားပြီးတော့အာဂရီလိုက်စားပြီးတော့ဖယဲသိကြီးဖြစ်နေကြတာအမှန်ဆိုရင်သူသာစစ်မှန်တယ်ဆိုရင်ညီလေးအရန်ကျေးဇူးတင်တယ်ငါတို့တို့အကိုတို့ရဲ့တက်မတော်သားတွေကိုဝိုင်းမိကူညီပေးနေညီတို့ပြည်သူစစ်တွေကိုအရန်လဲစားတယ်ဒီလိုမျိုးဖြစ်နေရမယ်တာဝန်ချေနေရမယ်ဆိုလေးပေါ့နော်အမှန်ဆိုရင်ဒါကိုစော်ယူထွန်းမမဟုတ်ဘူးတခြားတော့ဝန်ထမ်းတွေကတာဝန်ကျေစွာနဲ့သက်စာရှိစွာနဲ့နိုင်ငံတာဝန်တွေကိုကျေပွန်အောင်ထမ်းဆောင်နေတာအခုချိန်မှာဒီအကြမ်းဖက်တွေနော်အသွင်မျိုးစုံယူပြီးဖြတ်သွားဖြတ်လာလုပ်နေတဲ့အချိန်မှာဒီကားပေါ်တွေမှာ အကြမ်းဖက်တွေပါလာမယ်လက်နက်တွေပါလာမယ်ဘသူတွေပါလာမယ်ဆိုတာဘသူကသိမှာလဲသူ့တာဝန်ကိုသူကျေးပွန်းသွားထမ်းဆောင်ရမယ်မှန်မှန်ဆိုရင်ဒီလိုအရာရှိတွေဗိုလ်မှူးတွေဗိုလ်ကြီးတွေတက်သွားတဲ့အချိန်မှာဒီလိုဂရုတဆိုင်နဲ့သူ့တာဝန်ကျေးသွားထမ်းဆောင်နေတဲ့ဝန်ထမ်းဒီပြည်သူစစ်တွေတာဝန်ကျနော်တာဝန်ကျနေတဲ့ဒီပေါ့နိုင်ငံဝန်ထမ်းတွေကိုအရာရှိတွေကအခုသူတို့ဖြတ်သွားတဲ့အချိန်မှာအခုလိုစစ်ရင်တော့မှလေစင်ပြီးတော့ကိုတလေးတဆနဲ့ကိုချီချူးဂုံပြူချီချူးစကားကိုပြောရမှာတလေးတဆနဲ့ကိုအသေးစုတင်အောင်ပြောကြရမှာအော် ညီလေးတို့တွေအခုလိုအကိုတို့အကိုတို့နဲ့အတူလက်တွဲပြီးတော့တာဝန်ခြေပေါ်သွားညီလေးတို့ရဲ့တာဝန်ကိုခြေပေါ်သွားထမ်းဆောင်နေတာကျေးဇူးအရင်တင်ပါတယ်နော်ယာဓုဘသူယာဓုယာဓုဘသူဘဝဆိုတာကိုညီလေးတို့အဓိကဟိုမှာဖြစ်ဖက်နေပေါ့နော်ဒီပေါ်မှာညီလေးတို့ရဲ့တာဝန်ကိုခြေပေါ်သွားနဲ့ညီလေးတို့ထမ်းဆောင်နေတဲ့အတွက်အကိုကြီးတို့အရင်ကိုကျေးဇူးတင်ပါတယ်အကိုတို့ကိုအခုကူညီပေးနေတဲ့ဟုတ်လားအကိုတို့တမတော်ကြီးနဲ့အတူပူးပေါင်းပါဝင်ပြီးတော့ဒီတာဝန်နိုင်ငံတာဝန်တွေကိုတာဝန်ကျေးဇူးထမ်းဆောင်နေတဲ့မိဘပြည်သူတွေကိုကာကွယ်စောင့်ရှောက်နေတဲ့အတွက်ကျေးဇူးတင်ရှိကြောင်းလေးစားကြောင်းကိုပါသူကပြောရမှာလေဟုတ်လား တမတော်ကြီးနဲ့အတူလက်တွဲနေတာပြည်သူစစ်တွေနော်ပြည်သူစစ်တွေပြည်သူစစ်မှမဟုတ်ဘူးတခြားသောအခုပေါ့တခြားသောဒီရဲတွေတမတော်သားအောက်ခြေစစ်သည်တွေဟုတ်လားနိုင်ငံတာဝန်ကိုကျေဝန်သာထမ်းဆောင်နေတဲ့ဒီဂိတ်ပြေမှာဆိုတာဝန်ကျနေလူတွေဒါဘူကြီးစင်တွေပေါ့နော်ဘူကြီးနဲ့အတူဘူကြီးတွေနဲ့အတူတခြားသောသူတို့ရဲ့လက်အောက်ငယ်သားတွေပါတယ်။သူတို့တာဝန်ကျေဝန်သာထမ်းဆောင်နေတာကိုသူတို့တာဝန်ကိုသူတို့ကျေဝန်သာထမ်းဆောင်နေတာကိုဂုံယူရမှာကျေးဇူးတင်စကားပြောရမှာဟုတ်လား။ဒီလိုအဖြစ်စဉ်မျိုးတစ်ခါဖြစ်ခဲ့ဘူးပြီနော်။ဟိုမနှစ်ကအကိုးအကိုးဆရာတော်ကြီးနော်။ သူသွားနေတဲ့လမ်းမှာသူတစ်ဖက်မှာဘသူတွေနဲ့တွားတွေ့လဲဆိုတာသူတို့ကာယကရှင်တွေအသိဆုံးဆရာတော်ရစ်ပါဝင်ကာယကရှင်တွေအသိဆုံးအဲ့ဒီမှာဒီ PDF တွေနဲ့စစ်ဖြစ်နေတဲ့နေရာကိုဖြတ်တာဖြတ်တာကိုတာဝန်ရှိဂိတ်ကနေပြီးတော့လှမ်းတားတယ်တားတာကိုမရက်ပေးဘဲနဲ့မှန်နေပိတ်ထားတယ်ပိတ်ထားတဲ့အတွက်လှမ်းတားတယ်ရက်ပေးဖို့စစ်ဖို့အတွက်ကိုမရက်ပေးဘဲနဲ့မောင်းပြေးတဲ့အခါမှာအဲ့ဒီအချိန်မှာအကြမ်းဖက်တွေနဲ့တစ်ဖက်မှာဖြစ်နေတာကိုသူတာဝန်ကြတဲ့တာဝန်ကြအရာတာဝန်ကြစစ်တီတွေကနေပြီးတော့သူတာဝန်အရာသူလှမ်းပြီးတော့ထပ်ပြေးတဲ့အတွက်လှမ်းဖြစ်တာ ်နော်အဲ့ဒီမှာပဘိုးဆရာတော်ကြီးအပါဝင်သိဆုံးခဲ့ရတယ်သူတို့ကရိုးသားတယ်ဆိုရင်ဒီဆရာတော်ကြီးတွေကဒါဒီဖြစ်စဉ်နဲ့အတူတူပဲရိုးသားတယ်ဆိုရင်ဒီမှာဒိတ်စင်နေတာရပ်ပေးလိုက်မှန်လေးချပေးလိုက်ဆရာတော်ကြီးတွေ့ဘယ်သူကဖမ်းမှာလဲဘယ်သူကရင်ရင်ဆိုင်ဆိုင်ဟိုပြောဆိုမှာလဲဆရာတော်ကြီးလေဟုတ်လားအဲ့ရိုးသားတဲ့နဲ့ကိုပြန်ပြီးတော့ကိုပြန်ပြီးတော့ကိုကားကိုမောင်းခွန်းထွက်ခွင့်ကိုပေးအောင်မှာနော်ဒီဖြစ်စဉ်နေမှာဒီဆရာတော်ကြီးကကတခြားမှာသူတို့တွတ်တွေ့ခဲ့တယ်ဒီအကျန့်ဖက်တွေနဲ့တွတ်တွေ့ခဲ့တယ်အဲ့ဒီဟာကိုသူတို့ရဲ့ဒီဖြစ်စဉ်နေနောက်ကျောင်းတွေကိုပေါ်မှာဆိုလို့သူတို့ထွက်ပြေးခဲ့တယ်ဒီဖြစ်စဉ်နေနဲ့အတူတူပဲအခုကိစ္စတွေရတယ်နော်ဒါမျိုးတွေဖြစ်ခဲ့ဘူးပြီးပြီဒါကိုဒီအရာရှိကနားလည်ရမယ် အရာရှိကနားမလဲဘဲနဲ့အောက်လက်ငယ်သားကိုငါဘုံမှုဆိုယူထွန်းဆိုသူပေါ့နော်ပြည်သူစစ်မှုထမ်းခေါင်းဆောင်တိုးကိတ်မှာမိထီလာတိုးကိတ်မှာတာဝန်ကျနေတဲ့ကိုဇော်ယူထွန်းကသူ့ရဲ့လူမှုကွန်ရက် Facebook စာမျက်နှာကနေပြီးတော့အခုမေလ13ရက်နေ့မှာဒီစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံတော်ကနေပြဋ္ဌာန်းထားတဲ့ပြည်သူစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဒီအခုဒီရက်ကျေးတွေကနေပြီးတော့ အဆင့်ဆင့်ဒီငွေကြေးတွေကောက်ခံနေတဲ့အပေါ်မှာရေးတင်လိုက်တယ်ငွေခွင့်ရပေါ်အဲ့ဒီဟာကို15ရက်နေ့မှာဒီနိုင်ငံတော်ကိုအကြီးညိုပြည့်စည်ထိခိုက်စေတဲ့ဆိုတဲ့ဟိုဂုံတိုက်ခါတွေထိခိုက်စေတဲ့ဆိုတဲ့ဟာနဲ့905နဲ့ဆွဲလိုက်တယ်ဒါကတကက်ဖြစ်ရမှန်နေတကက်ဖြစ်ရမှန်နေအဲ့ကျမတို့ဒီ NASA ကအစိုးရကြီးကျမတို့ဖားတင်ဥဆောင်တဲ့ NASA ကအစိုးရကြီးကဥပဒေတရက်ဟိုဒီဟာကိုအသက်ဒီဟာကိုအတီးပြုတ်ပြထမ်းလိုက်တဲ့အပေါ်တွေမှာအောက်ခြေတွေမှာကအောက်ခြေရကြေးအပါအဝင်အဆင့်ဆင့်ဒီညို့နယ်တွေနော်လောက်စားပြီးတော့ငွေကြေးတွေစမှုတန်းဒီစမှုတန်းဥပဒေကိုရှောင်လွှဲဖို့အတွက် ပေါင်းပြီးတော့သူတို့တွေကလှုပ်ရှားပြီးတော့ဟိုပြည်သူတွေဆီကနေငွေချေးကောက်ခံနေတယ်အဲ့လိုကောက်ခံနေတာကျမတို့စီမှာတတ်သိတယ်အများကြီးပဲကျမတို့ကိုပို့ထားတာဒါပေမဲ့ကျမတို့မပြောခဲ့ဘူးဘာကြောင့်လဲသူတို့ဟာသူတို့လိုက်ရောညီထွေစွာနဲ့နေနေကြတယ်ပြည်သူတွေကလည်းဘာကြောင့်အခုလိုမျိုးပေးရတာလဲဆိုတာအဲ့ဒီပြည်သူတွေကောအဲ့ဒီအခုသူတို့ကောက်ခံနေတဲ့မြို့ရွာဒေသရပ်ကွက်တွေမှာကောက်ခံနေတာအဲ့ဒီပြည်သူတွေကောပြည်သူစစ်မှုထမ်းဆိုတဲ့ဥပဒေကိုထမ်းဆောင်ရမှာဆိုလို့ရှောင်ခဲတဲ့အနေနဲ့ဒါတစိုးလက်ဆောင်ပေးပြီးသူတို့ကပူပေါင်းပြီးတော့ပါဝင်ပြီးတော့သူတို့ပြည်သူစစ်မှုထမ်းဥပဒေကိုရှောင်ခဲခြင်းလို့ နော်သူတို့စီမှာရှိတဲ့မိသားစုတွေဥပမာကိုယ့်ရဲ့သားသမီးလင်သားလင်ယောက်ျားသားသမီးတွေကိုဒီပြည်သူစုစုတန်းဆိုတဲ့ဥပဒေကိုရှောင်နေကြင်လို့ဝင်ရမှာဆိုလို့မပိုင်ပြီးရောဆိုပြီးတော့ဒီအခုရက်သေးတရားနေကောက်ကန်လာတဲ့ပတ်စံတွေကိုတောင်းတမျှကိုပေးတယ်တချို့ရက်ွက်တွေအိမ်တွေဆိုရင်တစ်လကိုတစ်တောင်းတစ်တောင်းနှစ်တောင်းသုံးတောင်းလေးတောင်းလေးတောင်းမှ၅တောင်းအဲ့လိုပေးရတာလာတိုင်းလာတိုင်းနော်လာတိုင်းလာတိုင်းတချို့တွေဆိုဆိုတော့ပိုတောင်းစိုးသေးတယ် အမျိုးသမီးတွေအဲ့ပြည်သူစစ်မှုထမ်းဥပဒေနဲ့မကိုက်ညီတဲ့ဟိုဥပဒေထဲမှာပါတဲ့စစ်မှုထမ်းရမယ့်လူတွေနော်တားတွေသမီးတွေအရွယ်ရောက်တဲ့အပြီးအမျိုးသားမျိုးသမီးမပါဘူးအသက်အရွယ်ကြီးမြင့်တဲ့မိန်းကလေးတွေနှစ်ယောက်သုံးယောက်ပဲနေတယ်အမျိုးသမီးတွေဆိုအသက်50ကျော်60ကျော်80ကျော်နေနေတဲ့အိမ်ကြီးတော်မှာစစ်မှုထမ်းဥပဒေတရားတွေကိုဒီရောက်ကကနေပြီးတော့ကောက်တဲ့ထမ်းမှာတစ်ခါ4000 5000ထည့်ရတယ်မထက်မပြေးတဲ့နော်အိမ်တိုင်းအိမ်တိုင်းထည့်ရမယ်တဲ့သူတို့ဒီအသက်ကြီးတဲ့လူတွေနော်တချို့အမျိုးသမီးတွေဆိုသူတို့အိမ်မှာမိသားစုဝင်မရှိဘူး2ယောက်တည်း နေတာအဲ့ဒီဟာကိုမှထည့်ရတယ်အသက်60ကျော်80ကျော်လေးနော်အများရက်ရွာအတွက်အတွက်အိမ်တိုင်းအိမ်တိုင်းပေးရမယ်ဆိုပြီးတော့ကောက်ခံကြတယ်အဲ့ဒါဘာဖြစ်လို့လဲသူတို့တွေကအခုဒီရက်ရွာဒေသလူတွေကလည်းဘာလို့ပေးလဲငင်ခံနေကြတယ်အကြောင်းတရားတွေရှိတယ်ဒီတီးသူစစ်မှုတန်းဥပဒေကိုရှောင်ရွေးခြင်းလို့ နော်အဲ့တော့ဟိုမချစ်တော့လဲအောက်ငံနန်းဆိုတဲ့ပုံစံမျိုးနဲ့ပြင်နေကြရတာအဲ့တော့ကျမတို့ကတချို့ဟာတွေကိုမပြောချင်မဲနဲ့ကျမတို့ဒီဟာတွေကိုထုတ်မှပေါ့ပြောထုတ်ပေါ်ပြောကြခြင်းမရှိပဲနဲ့ညင်နေကြရတာအမှန်ဆိုရင်ဥပဒေအတိုင်းလိုက်နာတယ်ဆိုရင်နိုင်ငံသားတယောက်ကနိုင်ငံသားတာဝန်ကိုကျေပွန်နေဆိုရင်ဒီလိုလောက်ရမျိုးတွေကိုလက်မခံရဘူးထိရောက်စွာအေးအေးယူရမယ်သက်ဆိုင်ရာကိုတိတိယောက်ယောက်နဲ့တိုင်ကြားနိုင်တယ်နော်ပြည်သူ့စ